င်မျိုးသားတော်လှန်ရေးဆိုပေမဲ့ဟိုဒီကဘာကြီးရဲ့အခြေအနေတွေအရဟိုဒီကိစ္စတွေကတိကျခွဲပြီးမှပေါ်ပြရတဲ့ဟာရှိမယ်သို့တော်လည်းပဲကျွန်တော်တို့ရဲ့ဒီမြန်မာနိုင်ငံမှာရှိတဲ့အဖိနှိတ်ခံတိုင်းရင်းသားညီညွတ်ရေးနဲ့ကျွန်တော်တို့ကံရဟာအကုန်လုံးအပြန်အလှန်ဆက်ဆက်နေပါတယ်ကျွန်တော်တို့ကရခိုင်တပူတွေအတွက်ရခိုင်အမျိုးသားတော်လှန်ရေးရခိုင်တပူတွေအတွက်ဒီချွက်လုံးလို့တော့မရပါဘူး အဲကျွန်တော်တို့မှာဒီရခိုင်မျိုးသားရေးဆိုင်ရာဒီရာခိဒတ် map ဆိုတာရှိပြန်တယ်ဒီဖက်မှာကျွန်တော်တို့ရဲ့တိုင်းရင်းသားဤကိုလေးနောက်မှဒီမြန်မာနိုင်ငံတော်တော်ဟိုအလေပိုင်းမှာထိုင်ကြတဲ့ပမာအာမျိုးသားတွေဆောင်ဆရာမဆရာအောက်မှာဒုက္ခခံကြတဲ့ပမာအမျိုးသားတွေတွေ့ရောကျွန်တော်တို့ကကြည်ကြည်တက်တက်စဉ်းစားပြီးမှအလုပ်လုပ်ဖို့ကျွန်တော်တို့ကြိုးစားရင်းနဲ့ကိုပြီးလက်တွေ့ကြကြနားနေတာလေ ကြောင့်ကျွန်တော်တို့ကထိုင်တာလူတွေကိုပြတ်ပြီးမှစဉ်းစားနေကြတာရောက်ပြီကျွန်တော်တို့ရာကီတာမန်စင်ကရာကီတာမန်စင်ကိုမဲချက်နဲ့တူစတင်ခဲ့တာဖြစ်တယ်နောက်ပိုင်းမှာတော့ကျွန်တော်တို့ရာကီတာမန်စင်ဆက်ဆက်ပြီးမှလူမျိုးပေါင်းစုံတို့မြောက်ကြီးလူမျိုးပေါင်းစုံကြီးငယ်မပွဲခြားတဲ့ဒန်ညာတာကိုအခုလေးရရှိနေ ဒါလူမျိုးစုလိုက်ပေါ့အဲအပေါ်တော့စီးလုံးလူမျိုးကြီးညီချမ်းဖို့လိုတယ်အဲ့ဒီလိုညီချမ်းပြီးမှပဲတိုးတက်မယ်ဒါတော့လူမျိုးစုအလိုက်ကျွန်တော်ပြောတာဖြစ်တယ်နောက်တစ်ခုကတော့နိုင်ငံသားတိုင်းပေါ့အဲတချို့ကတော့တိုင်းရင်းသားချင်းမှမပါတဲ့နိုင်ငံသားတွေရှိတယ်ဆိုတော့ဒီဒီဒီနိုင်ငံသားတွေအတွက်လည်းပဲသူ့ရဲ့နိုင်ငံသားတယောက်ရဲ့အခွင့်အရေးနဲ့တာဝန်ဆိုတာကိုပိုပြီးမှပြင်အောင်အတိတ်တွေဖွင့်ဆိုပြီးမှဒီဟာတွေကို စနစ်တကျနဲ့ဒီဆောက်ပြီးအားလုံးဒီကောင်းတဲ့အနာလေးကိုပို့ဖို့ရမယ်လို့တားလည်ထားပါတယ်